မင်္ဂလာပါရှင်။ကုစီတင်းတစီမြို့တော် channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာထမန်တန်ကိုရဲ့စောရမင်းကောင်နဲ့တိုင်းဆရာမောင်ဖုံးဆိုတဲ့ဇလံကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။ကောင်းကင်ကကြည်နင်းတန်ရှင်းနေပြီးပြန်လွင်တဲ့အစင်းရှိနေတယ်။နေဘက်ကကောင်းကင်ကိုကြည့်တော့နေရပူတာပေါ့။မင်းကောင်တို့သုံးယောက်ဒီလိုကြည်နင်းပြီးနေဘူးပြင်းပြင်းရှိနေတဲ့ကောင်းကင်ရဲ့အောက်ကလက်ဝန်းပြင်လေးထဲမှာကတင်းယိုတိုင်ဖြတ်သွားနေမိတယ်။ ဒီလိုသွားလာနေမိတာအကြောင်းရှိတယ်။ပုံမှန်ဆိုရင်တော့သူတို့ကစကိုင်းကိုပြန်ကြမှာ။စကိုင်းကိုရှောင်ရင်ဂရီတစ္ဆာပြုတ်ထားရတဲ့အတိုင်းဒနရှင်တို့တုံ့နယ်ရမှာပေါ့။ဒါပေမဲ့ဂရီတစ္ဆာထားတော့နေနမိတ်မပါဘူး။ဒါကြောင့်လေမင်းကောင်ကောင်းမှုအကြောင်းပြုပြီးဥပချူတို့ပါနေဆုံးလှည့်ရင်းညမြန်ကိစ္စတွေကြုံတွေ့ရင်းဆိုင်ရတယ်။ဒီမနာမျိုးကနေသူတို့ထွက်လာပြီးတဲ့ချိန်ဥပချူကမင်းကောင်တို့ဒီလိုတိုင်ပင်လာခဲ့တယ်။မင်းကောင်နေတန်းတော့ကုတ်သွေးစုပ်တဲ့မိစ္ဆာတွေရှောင် သားရီကနောက်ထွက်တဲ့သဘောက်မသားရီရဲ့ရှမ်းကိုတပြည်လုံးကခန်းစားနေကြရတာကွ ခုပဲကြည့်တနာကိုကျူကာမကိုလိမ့်လေပြီးရလာတယ်တားကိုမမင်းတမိကိုမမြင်တတ်တဲ့ဖေဆိုးရဲ့ကောင်းမျိုးကိုလေငါတို့လုံလုံလဲ့လဲ့ကြုံခဲ့ရတယ်ဝိသမလုံးမအတော်မတက်နိုင်မင်းတဲ့တခင်ကိုကြေးဆုတဲ့ဗာမင်းလူကောင်းကိုလေစုံခဲ့ရတယ်နောက်ငွေဝေးနဲ့ဖီစည်းတဲ့ကျော်ဟုတို့ဘာတို့တီယိုကောင်းတွေနဲ့လေတွေ့ခဲ့ရတယ်ဒါမျိုးကြည့်ပြီးတော့ငါတို့စကမ်းကိုဥတီပြန်နေတာ မှားများမှားနေပြီနာမသိတော့နော်။သူ့အထူးစကားကိုမင်းကောင်တို့ကြားကြချင်းနားမလည်နိုင်ဖြစ်ရတယ်။ငါပြန်တွေးကြည့်တော့တီဘောကိုယ်တော်ရဲ့သဘောမှပြည်သားရေးကိုပဲစွန့်ဆောင်မှာတော်လန်နာမျိုးမဟုတ်ပဲတစ်ဖက်ကနေပြည်သူစောင့်ရှောက်ပါလို့မှားသွားတာမျိုးအခုစကန်းကိုပဲပြန်ဖို့လုပ်နေတဲ့ငါတို့ရဲ့လှုပ်ဆောင်ချက်တွေကမှားနေပြီထင်တယ်။တနေရာလေးကိုကွက်ပြီးတော့စောင့်ရှောက်ပေးရမယ့်သဘောဖြစ်နေတယ်။နေရာတိုင်းမှာတကြောင်တကားတာတေးဝါတပုတ်ဆန့်စုသလိုပြည်သနာတွေရရှိနေတတ်တယ် ဖြစ်တဲ့ပြဿနာတိုင်းရလဲနေချေကိုယ်တိုင်ဖြစ်ရင်ဖြစ်မဖြစ်ရင်အဲ့ဒီတရားဝါတွေကိုပထွေးအဖေးထင်ပြီးယူကျိုးနေတဲ့ငွေကြေးရှင်ကောင်းနေကြမေးဒီတော့ငါတို့စကန်းကိုပြန်လာလဲပြန်မေးဒါပေမဲ့ပြဿနာရှိတဲ့နေရာတိုင်းကိုလည်းအခွင့်ရှိတယ်လို့ကုညိမေးလာယူလမ်းတိုင်းပြန်ရင်တော့မြ мян ရောက်မှာပဲဒီတော့ငါတို့ခန္ဓာကြီးခီးသွားရည်လို့ခြေကျဲလှမ်းရင်းနေစုံဖြန့်ကျက်ပြီးတော့သွားကြမယ်ကွာညနေမွေးကြုံမွေးတွေအတွက်ငါတို့ကရှိပေးတဲ့နေမို့လား ဒီတော့အခုကစပြီငါတို့လမ်းကြောင်းပြောင်းလဲကြတာပေါ့ဥပဒူပြောတာကိုမင်းကောင်တို့လည်းသဘောတူခဲ့တယ်ဒါကြောင့်မင်းရမဲသိန်းကိုမရောက်ခင်စီးနာရီကားပေါ်ကနေစင်းကြပြီလမ်းစင်းလျှောက်ကြတယ်လမ်းဖုံဖုံတွေ့တော့ဆက်လိုက်ကြတယ်ညူပြပြတွေ့တော့ရွာမှတ်ပြီးဥတီနှမ်းကြတယ်ဒီလိုနဲ့မင်းကောင်တို့သုံးယောက်ဂျင်းနေခီးနဲ့ရွာစင်းနဲ့တွားနေကြတာနှစ်ရက်အတွင်းမှာရွာပေါင်း9ရွာနဲ့အခုလက်ရှိဖျက်တမ်းနေတဲ့ဧပြင်း6ချောက်ကြီးအထိခီးပေါက်ခဲကြတယ်ပြည်သနာလေးတချို့လည်း ဖြည့်ရှင်းဖေးကူနိုင်ခဲ့ပြီးစားရည်နေရေးကြက်တဲခက်ခဲနေသူတွေကိုလည်းအစဉ်ပြေအောင်ငွေကြေးအချို့ကူညီပေးနိုင်ခဲ့တယ်။ရှင်နာတို့ညောင်ပင်းရှိတယ်ကွငါတို့အဲ့ဒီနာမှာခဏနားရအောင်ရှေ့ခက်ပြပြစီရလဲပြင်းထဲမှာထီထီမာမာပုံဆိုင်နှုံးနေတဲ့ညောင်ပင်းကိုလှမ်းမြင်ပြီးဥပထူကပြောလာတယ်။နေဘူးကြဲကြဲရနေခြေနင်းဖြတ်တန်းလာရတော့သုံးယောက်လုံးချွေးတွေနစ်နေရပြင် ရေရလင်းစားလောင်လုံးနေပြီ။ဒီလိုကြောင့်လေနားမေဆိုတဲ့အတိတ်ကြောင့်သုံးယောက်သားညောင်ပင်စီအပြေးတစ်ပိုင်းလှမ်းကြတယ် ညောင်ပင်အောက်ကိုရောက်တော့ခြေပြင်းနဲ့ပြေထိုင်မိပြီးမောပန်းမှုတွေဖြစ်ပြောက်တယ်။ညောင်ပင်ရဲ့အတော်လန့်လန့်တစ်ဖက်မှာတော့ရွာတရွာရှိနေရမြင်မိတယ်။ကိုကြီးကျုပ်တို့ဒီပုံတိုင်းသွားမယ်ဆိုရင်ငင်းတော့လုံးမဲထင်းနေတော့။တန်တော့ကပြောတော့မင်းကပြုံးစီစီဥပဒူကအေးမင်းပြောမှသတိရတယ်။ငါတို့တကယ်လိုအပ်နေတာ။ဒါပေမဲ့ခုတော့လက်ထင်းကငွေရနေပြီ။မင်းကောင်ရှိရလေကိုကြီး။ဟာကျုပ်ကိုစီးကြမလို့လားဗျ။မင်းကောင်ထပြီးတော့ရှုံးဖောက်တယ်။၃ယောက်လုံးရှိမောမိတယ်။ မင်းတို့မစည်းပါဘူးမင်းကောင်ရဲ့ငါသာမင်းကိုတက်စီတော့မင်းအယူတွေကျိုးရကြည့်ရဲ့ဒါဖြင့်တုတ်ကငင်းခိုးပေးရမှာလေအဲ့ဒီလိုမဟုတ်ရင်တော့ငင်းဝေဖို့အတွက်ငွေခိုးပေးရမှာဟာမင်းကောင်မျက်နှာရှုံ့မဲ့သွားတော့ဥပဒူတို့ရေးကြတယ်အရင်ကဆိုရင်ခီးနှောင်းကားနဲ့သွားငင်းလေးနဲ့သွားကျုံစလူသွားနေမိတဲ့အတွက်စကားစမြည်တိတ်မဆိုးဖြစ်ဘူးလမ်းတူလျှောက်ပြီးခက်ခဲပင်မမှုရွေးချယ်ပြီးခီးသွားပါမှရှစ်ပိုင်းအတွင်းမှာ စိတ်တွေကရင်းနှီးမှုပူလာသလိုခံစားရတယ်။စကားပြောဆိုတွေပွင့်လင်းလာတယ်။ဖော်ရွေလာကြတယ်။တယောက်နဲ့တယောက်ထက်တူကြကြရင်းနှီးနာရထက်ပူမှုတဲ့ခံစားချက်မျိုးသုံးယောက်လုံးရရှိကြတယ်။နောက်တောက်တောက်ကြီးစဲမှုတွေလည်းရှိနေတယ်။ဒီလိုဆိုပြန်တော့အရှင်အလို၆ကက်ကက်နဲ့ဖြတ်တန်းလာတဲ့အချိန်တွေမှာရှိခဲ့ဘူးတဲ့စိုးရိမ်မှုတွေလေလာနှင်းပြောက်တယ်လို့ပဲ။တချို့ကတမူးတက်သားတွေဖြစ်ခဲ့ဘူးတဲ့ဥပါထူတို့လည်းတခါမှခုလိုမနေဘူးတော့နေရာတိုင်းရလွတ်လပ်မှုသဘောကျနေတယ် ုံးတော့သားစကားတွေပြောရင်ဆက်ပြီးတော့ထိုင်နာကြတယ်။တန်ကြတော့အမောပြေးပြီ။ကဲနေဆွေမကျိုးခင်သွားစု။ဟုတ်ကဲ့ကိုကြီး။ဥပဒုရှေ့ရနေလှမ်းထွက်တယ်။မင်းကောင်တို့လည်းနောက်ကလိုက်ကြတော့တယ်။ဒီအခိုက်မှာပဲရေကနေအော်တန်နဲ့အတူညောင်ပင်ထက်စီကနေလူတယောက်သူ့ရှေ့စီကိုခုန်ချလာတယ်။ရုတ်တရက်ဆိုတော့မင်းကောင်တို့သုံးယောက်နောက်ကိုခုန်ဆုံမိပြီးပြန်လေတိုက်ခိုက်ဖို့အသင့်ပြင်မိတယ်။ဒါပေမဲ့သူတို့အားလုံးချက်ချင်းကိုပဲအသင့်ပြင်မိတာတွေပြန်ရုပ်မိကြတယ်။ ဘာလို့လဲဆိုတော့သူတို့ရှိဦးကြလာသူကသပင်းစုပ်ဖွားနဲ့အဝေစားဖျူဖျဲနဲ့လူတယောက်တက်က30ဝန်းကျင်လောက်ခံမန်းရတယ်ညနာပုံစံဆက်ပြေးပြေးနဲ့ဟဲ့လူတွေခင်ဗျားတို့ခုနကမင်းဝင်မလို့ပြောနေရကြားမိတယ်ကြုံရင်းဝဲမလားဟင်အယူကအဝေစားဖျူဖျဲနဲ့ကိုရွေကရပြောရင်ဂျိုင်းချာအင်းကြီးယောက်ကဖွက်ထားတဲ့အရာကိုထုတ်လိုက်တယ်ဟာရှာတော်ရှင်တို့မြင်းဖြူရှင်တို့လို့နှကုန်းတွေရနှရုပ်တွေစီးတဲ့မြင်းဖြူအယုတ်လေးအရှိဘက်လက်တချမ်းကတော့ တန်တန်လေးပြုတ်ထွက်နေတယ်။မင်းရတော့ခြေတစ်ဖက်မကောင်းဘူးပြန်။ခင်ဗျားတို့ဝဲမလား။မင်းကောင်တို့မပြောနဲ့။ဥပထူတော်ဘာပြောရမှမသိဘူး။ဒါကိုကြည့်ပြီးအယူကညနာညှိုးငင်ငင်နဲ့ဆက်ပြောတယ်။အင်းမော်လေးကျုံမြင့်လေးကလက်ကျိုးနေတာဆိုတော့ခင်ဗျားတို့ဘယ်လိုကျင်မှမလဲ။အယူကပြောပြီးနေရမှတယ်။ခြေပြင်းနဲ့ပြည့်ထိုင်ချလိုက်တယ်။အယူကိုကြည့်ပြီးမင်းကောင်တို့စိတ်မကောင်းဖြစ်မိသွားတယ်။အဲ့လိုမဟုတ်ပါဘူးမောင်ရင်ရ။ဥပထူကစကားဆတယ်။ဒါပေမဲ့အယူကငိုနေပြီ။ ငွေရပါစက်ကနေတရုတ်တို့ပြောတယ်။ခမည်းတော်ဒီမြင့်အတောင်မသိလို့သားတကယ်တမ်းပြီးခမည်းတော်အထင်ကြီးကုန်လိမ့်မယ်။အရှူကမြင်းရုပ်ကိုပုတ်တန်ရင်ပြောတော့မင်းကောင်တို့သုံးယောက်တယောက်မျက်နှာတယောက်ကြည့်မိတယ်။သူ့ပုံစံတနာစရာဘယ်မှနေရာလဲမသိဘူး။တို့တွေချုံမောက်ပြီးပြန်ပို့ပေးအောင်။ကောင်းနေကိုကြီး။ဒါဆိုရင်လေသူ့လိုက်ထိုင်နေကြစို့။သုံးယောက်လုံးအယူရှိစီမှာထိုင်ကြတယ်။ဥပတူကအယူရဲ့ပကုံးနှစ်သိမ့်တဲ့အနေနဲ့လက်နဲ့ပုတ်လိုက်တယ်။ဒီကမောင်ရင်စိတ်မရှိပါနဲ့။ ိုးကခီးသွားနေပါမြင်းကိုလိုအပ်တာမှတ်မှတယ်ဒါပေမဲ့ငွေရနေနေတယ်အခုမောင်းရင်မြင်းကစင်နာရှိတဲ့မြင်းဆိုတော့ပို့လို့တော့ဝယ်ရခတ်သွားလို့ပါဒီမြင်းကိုအနှွဲထံမြင်းစီးခဲ့တယ်နောက်ပြီးတော့ဥအောင်စီရလည်းစီးတယ်ဘရင်တော်ဆိုရင်အရုပ်တရားကိုစစ်ကြည့်အောင်ကဒီမြင်းကိုစီးခဲ့တာဖះဖះအဲ့လောက်တော့စင်လာကြီးခဲ့တာလားဟုတ်တယ်ဗျဒါပေမဲ့စင်လာကစင်လာပဲငွေရငွေပဲခမားတို့ရှောင်းတာငွေနဲ့ရှောင်းတာခမားတို့ဝယ်တဲ့နေအရှူကမလဲရှုပ်စကားပြောတော့ မင်းကောင်တို့ပြုံးစားစားဖြစ်ကုန်တယ်။ခမည်းမင်းဖြူကငွေဘယ်တော့တတ်မှတ်တော့ခုနှစ်ပေးဟင်ဘာလဲဗျဈေးကြည့်လို့လား။အေးဈေးမကြည့်ပါဘူး။ဈေးမကြည့်ရင်ဝယ်လေ။ငွေက၅ဘဲပဲပါတာ။အဲ့ဒီ၅ဘဲပဲပေး။ရှော့ရော့အရှူကငွေ၅ဘဲကိုအရလှမ်းယူတယ်။မင်းရကူဥပဒုစီကိုထိုးပေးတယ်။ပြီးတော့ငွေကိုအငမ်းမရကြည့်တယ်။ဒီငွေနဲ့ဆိုရင်ကျုပ်ထမင်းစားလို့ရပြီ။ဟင်အရှူပါဇက်ကထွက်တဲ့စကားပေါ်မင်းကောင်တို့ပါဇက်အဟောင်းသားဖြစ်ကုန်တယ်။ ်ထမင်းစားလို့ရပြီအရှူကငွေကိုစိုက်ကြည့်ပြီးထပ်မံပြောရင်သူတို့ကယူမစိုက်တော့ပဲပျော်ရွှင်မြူလိုပြီးထွက်သွားတော့တယ်ဒီလူကမရှူဘူးကွတသက်ဟန်းဆောင်ထားတာပြန်ဥပါကျူးစကားကြောင့်မင်းကောင်နေတန်တော်တို့အံ့ဩသွားတယ်ဘလို့ကြောင့်ပြောနိုင်တယ်လေကိုကြီးသူ့မျက်လုံးတွေကတက်သေးပဲလာမင်းတို့မြင်တောင်ကပြမယ်ဥပါကျူးပြောပြီးတာနဲ့ရှေ့ကနေထွက်သွားတော့တယ်တုတ်တန်တွေကဇရက်စီမှာဝဲယူနာတဲ့ထမင်းတုတ်ကိုဖြီးပြီးမောင်ဖုံးအငဲမရစားနေမိတယ် သူထမင်းမဆန့်ရတာတပည့်ပြေးနေပြီပစံလေးတပြားမှမရှိပဲခုနညောင်ပင်စီမှာမြင်းဝယ်မယ်ဆိုတဲ့ခီးသွား၃ယောက်ကိုညောင်ကိုင်းမှာစွန့်ထားတဲ့မြင်းယုတ်ယူပြီးအယူဟန်ဆောင်ပြီးတော့ရောင်းခဲ့တယ်ငွေ၅ဘေးရပြီးသူ့အတွက်ထမင်းဖို့ရတော့ကျဲတလုံးစီဝင်ပြီးထမင်းတောင်းဝယ်တယ်ထမင်းနဲ့ငပြောဘူးချင်းကျော်ဝယ်ယူရရှိခဲ့တယ်ထမင်းတုတ်ကိုယူပြီးတုတ်တန်စီရစီပြေးနာခဲ့တယ်စားတယ်ပြီးတော့ဒီတုတ်တန်ထဲမှာပဲသူလှုပ်ရှားရှိရလှုပ်တယ် ဒီနှုတ်ကသူ့မိသားစုတက်ကိုကေတင်ရမယ့်အလုပ်ပြီးတော့သူကိုယ်တိုင်တိန့်ဆောင်ပြေးနေရတဲ့ဘဝကနေလူမြောက်စီမဲ့အလုပ်တစ်ခုဖြစ်တယ်။ထမင်းနဲ့ဟင်းကိုမစားရပြက်လက်နေရကြတော့စားရတော့ရတာအရသာရှိနှုံးနေ။ထမင်းတစ်ထုပ်ကခဏတန်နေကုန်သွားတယ်။ဇီဥငန်းမရထက်တော့တယ်။ပြီးတော့ထမင်းထုတ်တဲ့ဖက်ကိုဇရက်အုပ်ကိုပြစ်လိုက်ပြီးသူလဲဇရက်ကနေဆင်းလာတယ်။ဒီခိုက်မှာပဲခုနခီးသွန်း၃ယောက်ကတုတ်တန်ရှိရာဖြတ်သွားတယ်။ မောင်ကုန်းလည်းချက်ချင်းပဲအယူလိုပြန်ဟန်းဆောင်ပြီးသူ့ပင်တပင်နဲ့စကားပြောနေတယ်။ခဏကြာတော့ခီးသွားသုံးယောက်ကတုတ်တန်ကိုဖြက်ပြီးရွာရဲဝင်သွားကြတယ်။ဒီကမောင်ဖုံးလည်းတို့တို့ချောင်းကိုကောက်ပြီးတုတ်တန်အရှိဘက်ကမြေအနှံ့ကိုလိုက်လံထိုးစွားတော့တယ်။ကိုကြီးပြောသလိုပဲကိုလူကဟန်းဆောင်နေရဗျ။ရွာရဲလှမ်းဝင်ရင်တန်တော်ကဥပထူပြောတယ်။အေးဟုတ်တယ်။ထမင်းစားနေတော့ကလေသူ့ပုံစံအကောင်းကြီးပဲ။ငါတို့မြင်တော့မှအယူလိုပြန်လောက်သွားတာ။ဒီလူမရိုးသား သူ့နောက်ခွေမှာအကြောင်းတစ်ခုခုရှိနေမယ်။ကျုပ်တို့ဘာလို့ကြံမလဲကိုကြီး။ तू ကလူကောင်းလားလူဆိုးလား။ဘာအတွက်အယူနုဟန်ဆောင်တာလဲဆိုတာစုံစမ်းကြည့်ရပါဗော။သုံးယောက်သားရွာရဲဆက်ဝင်လာကြတယ်။မင်းဖြူချုပ်လေးကမင်းငောင်ရဲ့လက်ထဲမှာသူတို့သုံးယောက်ကမျက်နှာစိမ့်တွေဆိုတော့လမ်းသွားလမ်းလာရွာသားတွေကကြွတီကြွတီနှောက်ကြတယ်။သူတို့လေးတုတ်တန်လေးကအယူကြောင်မေးမြန်းမှုလူရှာကြည့်တယ်။လမ်းသွားလမ်းလာတွေကသူတို့အလို့ရှိရသွားကြမဲ့သူတွေမှုမမေးမဆန်းခဲ့ဘူး။ခဏကြာကြာလှမ်းပြီးတော့ ကြော်တဲ့တဲ့လုံးကိုတွေ့တယ်။ကြော်စမ်းရအောင် ကြော်တဲ့ကိုဝင်လိုက်ကြတယ်။ကြော်တွေဝဲချပေးပါဦး။ကြော်ကြော်နေရဲ့မိမကြီးနဲ့အနီးဆုံးနေရာမှာထိုင်ပြီးအကြုံမှားတယ်။မိမကြီးကသူ့ကိုတစ်ချက်ကြည့်တယ်။ချပေးဖို့ကလက်ကမအားဘူးဖြစ်နေတယ်။စိတ်တော်မရှိပါနဲ့။ဒီဘက်ကအငဲကောင်လေးလာယူပေးပါလား။မိမကြီးကစကားပြောဆိုတွက်တယ်။မင်းကောင်လေးအကြောပကံသွားယူတယ်။အကြောတစ်ခုနှစ်ခုစားပြီးမိမကြီးအားလက်တာကိုစောင့်ကြည့်တယ်။မိမကြီးကလက်စအကြောတွေကိုဆဲယူပြီး အသေးထည့်နေရမြင်တော့ ဥပါထူကဒီအမိုက်ယူတစ်ခုလောက်မေးကြည့်ခြင်းလို့ပြီးရင်ဖြေပေးနိုင်မလားဗျာ။ဗာမေးမလို့လေမေးလေ။အော်ဒီလိုပါ။ကျုပ်တို့ရွာပြင်မှာအယူတယောက်တွေ့ခဲ့တယ်။ तू ကဒီရလား။ဘယ်ရလဲသိရင်ပြောပြပါလား။အော်တုတ်တန်သပင်ရှိရှိနဲ့ဟိုအယူလေးကိုပြောတာလား။ဟုတ်တယ်။ तू အကြောင်းကတော့ဘလို့ပဲဝယ်မသိပါဘူးတော့။ရွာကိုရောက်လာတာလဲတပတ်ကျော်လောက်ပဲရှိအောင်မေး။ဟုတ်လား။ဟုတ်ပါဟုတ်ပါ။ तू ကဘယ်ရောက်လာလဲအမကြီး။ဘယ်ရမှန်းဘူးမသိတာ။ တုတ်တန်ကိုရောက်လာတာပဲလူတွေသိကြတယ်။ဒါတောင်ဘေးချိန်ထဲကရောက်နေရင်မသိဘူး။တုတ်တန်ကိုနိုင်ပြုတ်သွားမှသူ့ကိုမြင်မိတာ။ဒီလိုလား။ဟုတ်ပါ။ကျေးဇူးတင်ပါတယ်ဗျာ။ဥပကျူးတို့လည်းအယူဟန်ဆောင်သူပို့ပြီးတော့စိတ်ဝင်စားသွားတယ်။ဘာအတွက်ကြောင့်ဒီနူကအယူဟန်ဆောင်ရတာလဲ။မင်းကောင်ခက်တိုးတိုးရေရွတ်မိတယ်။သူ့နောက်ကွယ်မှာအကြောင်းတစ်ခုတော့တေးချရှိနေပြီ။တေးချတာတော့မဟုတ်တန်တရားတစ်ခုခုပဲ။ဘလို့ဆက်လို့တင်လေကိုကြီး။စုံစမ်းပြီးဘာလဲဆိုတာသိအောင်လုပ်ကြတာပေါ့။ဟုတ်ကဲ့။ ီနောက်၃ယောက်သာကြော်စားပြီးရွာပြင်ပြန်ထွက်လာပြီးတော့တုတ်တန်စီခြေဦးပြန်တီလိုက်ကြတယ်။တုတ်တန်စီမှာမောင်ဖုံးတယောက်လူသူလေးပါအရေးချေကြည့်ရင်ဒူရချောင်းနဲ့ဟိုဒီတူးစွာရဲ့လှုပ်ရှုပ်နေတယ်။တုတ်တန်ရှိရနေလေစီဖြစ်သွားတော့မောင်ဖုံးတယောက်မျိုးပုံတစ်ခုနဲ့ကြွယ်ပြီးဝှက်ချလိုက်တယ်။ဒီအဖြစ်ပြက်အားလုံးတုတ်တန်နဲ့တင်းစိတ်ရောက်နေတဲ့မင်းကောင်တို့မြင်မိတယ်။ကိုကြီးဒီမျိုးတစ်ခုခုရှာနေတာပဲ။ဘာရှာနေရလဲမသိဘူး။အေးညီလေးကတစ်ခုခုရှာနေတာ။ သူ့အတွက်သိအရေးကြီးမယ်ချင်းနေရိုးတော့မရိုးတာအမှန်ပဲကိုကြီးကျုပ်တော့ဂျင်းသူဘာလဲဆိုတာသိကျင်လုံးပြီဂျင်းဒီဆက်ဆောင်ကြည့်တာပေါ့ညင်ပြီးတော့ဆက်ဆောင်ကြည့်တယ်မောင်ကောင်ကသူ့လိုစောင့်ကြည့်နေရမသိတော့သူလှုပ်ရှားရှိတာကိုအာယုံစက်ပြီးဟိုနဲ့ဂျင်းနဲ့နဲ့လိုက်လံတူးဆွနေတော့တယ်တော်ကြတော့မောင်ဖုံးတယောက်မောသွားဟန်ပြီသူရင်းကိုပြစ်ချပြီးမြေပြင်မှာပက်လက်လန့်ချပြီးတော့ဘူးကနေလေးဘူးမှုတ်ထုတ်တယ်ချင်းရညက်နေဆောင်ပြီချင်းမရှိတော့ကွာထွက်ပြီးတော့ဒဲလို့မေးတာပေါ့ သုံးယောက်လုံးပုန်းကွယ်နေရထွက်လိုက်ကြတယ်။မောင်ဖုံးကမောပန်းလုံးလို့မျက်စိမိတ်ပြီးနားနေတယ်။မင်းကောင်ကသူ့နဲ့တည်းကင်ထားတဲ့မြင်းဖြူရုပ်ကိုမောင်ဖုံးစီကိုလှမ်းပစ်ပေးတယ်။မောင်ဖုံးကသူ့စီကိုရှောက်လာတဲ့မြင်းရုပ်ကိုလက်တစ်ဖက်နဲ့ဖျက်ခနဲပယ်ထုတ်လိုက်တယ်။မြင်းရုပ်လည်းမျက်စိကျရောချက်ချင်းပဲအယူလိုပုံစံပြန်ဖြစ်ပြီးကြောက်လန့်ဟန်နဲ့ခုံပေါက်ပြီးမင်းကောင်တို့ကြည့်ပြီးတော့လောက်ချီပြီးဟာသူတို့စင်တို့ပါလားဘေးကဘလို့တွန့်လာတာလဲမင်းဆက်ပြီးတော့ဟန်ဆောင်မနေပါတော့နဲ့ တန်တော့ကပြောပြီးရှေ့ကိုလှမ်းတူတော့မောင်ပုံခုံဆော့ပြီးတော့နောက်ကိုဆုတ်သွားတယ်။မင်းမင်းတို့ငါ့ကိုဘာလို့မလုပ်လဲ။ငါစီကထမင်းစားကျင်လို့လား။တန်တော့ဥပတူကတန်တော့နမေခေါ်တယ်။ဒီတော့တန်တော့ရုတ်တရက်မောင်ပုံစီကိုခုံအုပ်လိုက်တယ်။တတိမမြဲတဲ့မောင်ပုံကလက်ကနေတင်းရှောင်နေ။တန်တော့ကဒရက်ဆက်ပဲအတင်းလိုက်ပြီးတိုက်ခိုက်တယ်။မောင်ပုံကလည်းနောက်ကိုဆုတ်ပြီးတော့ရှောင်တင်းနေ။တခဏကြာတော့မှမောင်ပုံအယူဟန်ပြန်ဟန်ဆောင်မှုတတိရပြီးရှောင်တင်းတာကိုရှက်လိုက်တယ်။ ရိုက်ချလာရင်တန်တော့ရဲ့လက်ဝက်ဆောင်ရိုက်ချက်ကိုလည်းမလုံမရှားနဲ့အတိုင်းသားခံယူဖို့ပြင်လိုက်တယ်။တန်တော့လည်းမောင်ဖုံးကိုရိုက်ချင်လို့မဟုတ်သေးဦးမှန်ပေါ်အောင်လှုပ်တာဆိုတော့လက်ဝက်ဆောင်ရိုက်ချက်ကိုထိနုထိခင်မှာပဲတန်ကနေချက်တက်လိုက်တယ်။ဥပတူကလက်ခုပ်တီးပြီးတန်တော့နဲ့မောင်ဖုံးသားကိုရှောက်လာတယ်။ကဲမောင်ရင်မင်းဘာမှဟန့်ဆောင်မနေပါနဲ့တော့။မင်းလောက်ရက်တွေကိုငါတို့အတိုင်းသားအကုန်မြင်ပြီးပြီ။အိုးသူတော်စင်းကြီးကကျုပ်ကိုဘာလို့ပြောနေရလဲ။အမလေးငင်းငါမြင်လေး နာသွားပြီလားယမောင်ဖုံးကမမ်းမရှုံအရှူဟန်ဆက်ပြီးဟန်ဆောင်နေစေမြေရုပ်ကတော့အပြေးကောက်လိုက်သေးတယ်တော်ပြီလေကွာငါတို့ကမင်းရဲ့ရှမ်းသူတွေမဟုတ်ပါဘူးအစရေကမင်းမှန်းတာလို့ယမင်းကနစ်နာသူဆိုရင်ကုညီမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတဲ့သူတွေပါ မင်းကောင်ကဝင်ပြောတယ်ဒီကံမောင်ဖုံးကဟန်မဆောင်တော့တင်းငိမ့်စွာနဲ့ခမည်းတော်ကကျုပ်ကိုကုညီမယ်ဆိုတော့ခမည်းတော်သုံးယောက်ကဘသူတွေမှုလဲငါကပါသူဒီဘက်ကတာတော့ဘုဘကမင်းကောင်မင်းကောင်ဆိုတာ အခုနမဲကြီးနေတယ်။သုံးရမင်းကောင်ဆိုရလား။သုံးရမင်းကောင်ကနမဲကြီးနေဟုတ်လား။ဒီအချိန်အံ့ဩတာဥပထိုးလို့တွေ။ဟုတ်တယ်လေ။သုံးရမင်းကောင်ဆိုတာလူလူကြမ်းမှာတော်နမဲကြီးနေပြီ။သူ့ရဲ့အစွမ်းတက်တီတွေနဲ့အလိုတော်ကြီးကြီးရက်တွေကိုပြိမှတ်ထားလှုပ်ရှားပုံတွေကိုဗမာလူတို့ကကြေနဲ့နေပြီးမျောလင့်နေတာ။ကျုပ်ကတိုင်းသမားတယောက်ဆိုတော့သုံးရမင်းကောင်အကြောင်းတွေကြားမိပါတယ်။မောင်ဖုံးကသူသိထားတာကိုပြောပြတယ်။ဥပထိုးကမင်းကောင်အတွက်အနည်းငယ်များလွန်းလို့မဟုတ်ကြောင်းငင်းဆန်ဖို့ခန်းကိုခါရမ်းနေ။ အခုကဆုံးတော့မင်းကအစ်စ်ဆိုရင်တော့ကျုပ်ကိုနှက်ကောင်းနဲ့မြန်မဆပြီကျုပ်ဒီရက်ထဲမှာဆုံးတော့မင်းကောင်နေတွေ့ပါစေလို့ကြိတ်ပြီးတော့ဆူတောင်းနေမိရတာကျုပ်ကိုကူညီပါအောင်ဗျာအားအတွက်လေကျုပ်ဘဝအတွက်တိတ်ကိုအရေးကြီးလို့ပါ မောင်ရဲ့ကိစ္စဘယ်လောက်ထိအောင်အရေးကြီးအောင်မို့လဲကျုပ်ရဲ့မိသားစုတစုလုံးပလေးစီမှာဖန်ခံရတယ်ပြီးတော့ကျုပ်နဲ့ဖန်ခံရမယ့်အရေးအသက်ခံရမယ့်အရေးကျုံတွေ့နေရတယ်တေချာပြောပြစမ်းပါဦးကျုပ်ပြောပြပါမယ် လေးယောက်သားအုပ်ကူတလုံးမှထိုင်လိုက်ကြတယ်။ထိုင်ပြီးရနောက်မောင်ဖုံးကသူ့အကူကြီးတောင်းလို့တဲ့အကြောင်းပြောပြလာတယ်။မောင်ဖုံးကတိုင်းစီရတယောက်သူနေထိုင်ရာရမဲတင်မျိုးနဲ့အနီးတစ်ဝိုက်ကိုလှည့်လေတိုင်းတင်ရင်အမမတင်ပြန်ပဲတယောက်နဲ့တိုင်းပြန်မိခဲ့တယ်။မောင်ဖုံးရှုံးနေခဲ့တယ်။ဒီတော့မပြန်ခင်မှာပေးထားတဲ့ကလေးအတိုင်းနိုင်သူခိုင်းစီတဲ့အလုပ်ကိုရှုံးနေမောင်ဖုံးကလှုပ်ပေးရတယ်။တစ်ဖက်ကခိုင်းစီသူကမောင်ဖုံးကိုညနေပြူလူတယောက်အိမ်ကတံမိုးကြီးပစ္စည်းတခု ဝင်ရောက်ခိုးယူခိုင်းတယ်။ဘာလို့လို့ဆိုရဲကလေးကိုထားတော့ကအလွယ်တကူနိုင်မဲတင်လို့ဘာမလို့ရညာမလို့ရဆိုရဲစီကံမတတ်မခဲ့မိဘူး။ဒီအတွက်မောင်ဖုံးတယောက်မခိုးယူလို့ပြိမိ။မျက်နှာဖြူအိမ်ရာပစ္စည်းကိုဝင်ရောက်ခိုးယူခဲ့ရတယ်။ဒီမျက်နှာဖြူရဲ့တပည့်တပန်းတွေကိုတခါမောင်ဖုံးတိုင်းတင်ပေးဘူးတယ်။ဒီတော့ဒီမျိုးတွေကသူ့ကိုသိတယ်။ဒီအတွက်မျက်နှာဖုံးဆိုပြီးစောင့်ချက်တွေများပြားလုံးနဲ့တည်းစွန့်စွန့်စားစားဝင်ရောက်ရတယ်။ကြိုတင်ပြင်ဆင်ထားတော့ခက်ခဲမရှိပဲ။ သူယူရမယ့်ပစ္စည်းကိုအရှယူနိုင်ခဲ့တယ်။အမျိုးရောင်တစ်တာလေးတလုံးတစ်တာကိုယူပြီးပြန်ထွက်တဲ့အချိန်မှာအဆောင်ရံမြင်မိပြီးမောင်ဖုံးကိုလိုက်ဖမ်းကြတယ်။ဒီနွားရဲ့မျက်နှာကိုစီးထားတဲ့ဘဝကြုတ်ကြတော့မောင်ဖုံးကိုမှတ်မိသွားတယ်။သူတို့ပညာသင်ပေးထားတဲ့ဆရာဆိုပေမဲ့လည်းတစ်ဖက်ကမျက်နှာဖြူစီမှာ တစ္ဆာခံထားတဲ့သူတွေမှုမရမကလိုက်ဖမ်းကြတယ်။မောင်ဖုံးလည်းညဘက်ကြီးအသက်လူပြေးရင်ဒီတုတ်တန်ကိုရောက်လာတယ်။လူဖို့မလွယ်တော့တုတ်တန်မြေရဲ့အမှောင်ထဲမှာပစ္စည်းတစ်တာလေးကို မြေချင်းတူမြုပ်ခဲ့ပြီးလူကြီးတတတ်ထက်မှန်ပြေးခဲ့တယ်။ဒီကိစ္စအတွက်မောင်ဖုံးကလူမြောက်ခဲ့ပြီးမြေထဲမှာနေတဲ့မိသားစုတော့ပလိကဖမ်းသွားတယ်။သူနဲ့မြို့စီကိုပြန်လို့မဖြစ်တော့ဘူး။တပတ်ကပစ္စည်းအရမ်းမဲ့သူကလည်းသူ့ကိုတက်မေကျုံးသွားတယ်။သုတ်တန်စီကိုပြန်လာပြီးပစ္စည်းနာရှာပြီးတော့ကန်ဆိုးစော်နေပြီးနေရာမမှတ်မိတော့ဘူး။တပတ်ကလည်းမိသားစုရဲ့အသက်ဘေးကရှိနေပြန်။သူ့ဘက်မှာလည်းအသက်ဘေးဖမ်းခံရမယ့်ဘေးတွေကရှိနေပြန်ဆိုတော့မောင်ဖုံးပြန်များရတယ် ဒါကြောင့်ပစ္စည်းပြန်ရဖို့အတွက်တုတ်တန်စီမှာခိုးခဲ့ပြီးရှာဖွေနေဖို့လိုအပ်တယ်။ဖက်ဖက်က BNR တွေအတွက်သူရုပ်ဖြက်ပြီးအယူလိုဟန်ဆောင်ခဲ့တယ်။ရွာတွေကိုမဝင်ဘူးတုတ်တန်မှာပဲနေတယ်။မနေ့ကတော့ရွာတွေကိုပလိတ်တွေရောက်လာတယ်။မောင်ဖုံးနဲ့တုတ်တန်အနီထွက်ပြေးလာပြီးညောင်ပင်စီမှာပုံအောင်ရင်အိပ်ပျော်သွားတယ်။အိယာနိုးချိန်မှာအောက်ကမင်းကောင်တို့ပြောနေတဲ့စကားတွေကြားမိပြီးဘက်ကလည်းစာနေရတဲ့အတွက်အကြံထုတ်ပြီးတော့ညောင်ပင်စီမှာရှိတဲ့နေဆင်ရဆွတ်ထားတဲ့ မင်းဖြူရုပ်ကိုယူပြီးရောင်းချခဲ့တာပဲဖြစ်တယ်။ကျုပ်ထမင်းမစားတာ၅ရက်ကျော်ပြီ။ဘယ်ဟုံးမှလည်းမထွက်ရဘူး။ဘယ်မှလည်းမသွားရဘူး။ဒီကပစ္စည်းကိုကလည်းခုထိမတွေ့သေးတော့ကျုပ်ဘာလုပ်ရမှမသိဘူး။ဒီကဦးလေးတို့လိန်လယ်မိတဲ့အတွက်ကြောင့်လေကျုပ်တောင်းပန်ပါတယ်ဗျာ။ခမရဖြစ်ကိုဘယ်လိုပြောရမှန်းတော့မသိတော့ပါဘူးဗျာ။ကျုပ်ကိုကူညီပေးပါအောင်ဗျာ။ကျုပ်တို့ကဘယ်လိုကူညီရမှာလဲ။ရလို့စေကျုပ်ကိုတတ်မဲ့သူကဒီအနီးနားမှာရှိနေတယ် ဂျီနူကကျုပ်စီကပစ္စည်းမရသေးတော့ကျုပ်ကလိန်ထားရလို့မြင်နေတယ်။မနေ့ကလည်းတပတ်ခံအောင်မပစ္စည်းမပေးနိုင်ကျုပ်ကိုတတ်မေးတဲ့ကျုပ်ကိုတတ်တာအတွက်ရင်ဆိုင်ရမယ်ဆိုရင်လေကျုပ်ရင်ဆိုင်ရဲတင်ရမယ်ဆိုရင်လေကျုပ်တင်ရဲဒါပေမဲ့တကယ်လို့ကျုပ်တစ်ခုခုဖြစ်သွားရင်ကျုပ်မိသားစုကဲမဲ့သူမရှိတော့ဘူးအမှန်ပဲပေါ့ဒီအတွက်ကိုမင်းကောင်တို့အနေနဲ့ကျုပ်ကိုကူညီပေးနိုင်မယ်ဆိုရင်အရင်ဆုံးကျုပ်မိသားစုပေးခြင်းမို့အတွက်ကဲထုတ်ပေးစေလိုပါတယ် မောင်ရင်မိသားစုကင်ရမယ်ဒီလိုဆိုရင် မောင်ရင်တို့ပြေကပူကြီးသွားမယ်ထင်တယ်ပြီးတော့တကယ်လို့ကင်နိုင်ရမယ်ဆိုရင်မောင်ရင်တို့ဒီနေရပါရှောင်းတင်းရလိမ့်မယ်မိသားစုလူရင်ရပါပြီကျန်တာတော့ဘာတွေပဲဖြစ်ပါစေကျုပ်ရင်းဆိုင်နိုင်ပါတယ်တင်းလေကဲပေးဆိုတော့လေကဲပေးလို့ရပါတယ်ဒါပေမဲ့မောင်ရင်ကပါဆက်လုံးပါလေကျုပ်ကတော့တပတ်ကမတိုင်ခင်ပစ္စည်းကိုတွင့်အောင်ရှာပွေတာပေါ့တကယ်လို့မရတော့လေဖြစ်ချင်ရာဖြစ်ထိတ်တန့်ရင်ဆိုင်တာပေါ့ဗျာဒီတော့တန်တော့ မင်းကိုတခုမေးကျင်တယ်။ဟုတ်ကဲ့မေးပါ။မင်းကိုအလောက်ခိုင်းတဲ့သူကဘသူလဲ။ဘာအတွက်ကြောင့်သူကိုယ်တိုင်တိုင်းပညာရှင်ဖြစ်နေရတဲ့ကိုယ်တိုင်မလုပ်ဘဲနဲ့မင်းကိုကြားကန်စိတ်ခိုင်းတာလဲ။သူကသူနည်းဆိုတာကျုံလဲသိချမသိဘူး။သူမျက်နှာမှာမျက်နှာဖုံးတစ်ခုတက်ထားတယ်။သူနဲ့ပညာပြိုင်ဖြစ်တာကျုံအိမ်ကိုပြန်လမ်းမှာရုတ်တရက်သူကတိုက်ခိုက်လာပြီးတော့စိန်ခေါ်တာပဲ။ဒီလူကတခုခုပဲ။ဟုတ်တယ်။ဒီလူမှာအကြောင်းတခုခုရှိနေမယ်။ကျုံလဲအဲ့ဒါကိုသတိထားမိတယ်။ခုဘယ်လိုလုပ်ကြမလဲ။ ဥပါထူကမင်းကောင်တို့မီးတယ်။လက်တလုံးသူ့မိသားစု အရှင်ကဲထုတ်ပြီးတာအကောင်းဆုံးဖြစ်မယ်။ကျန်တာတော့မီးစင်ကြည့်ပြီးကြတာပေါ့။တန်တော်ကပြောလိုက်။ဥပါထူကကောင်းငင်ပြီး။ဒါဖြင့်လေကဲကြတာပေါ့ကွာ။နောက်ပိုင်းတော့မင်းကောင်တို့မဖုံးရဲ့မိသားစု ပလိတ်တွေစီရကဲထုတ်ဖို့တိုင်ပင်ကြတော့တယ်။ညအချိန်ရမဲတင်မျိုးစီကပလိတ်ကကကင်းသမားတွေမှပါကျန်တဲ့သူတွေအိမ်မောကြပြီးတိတ်ဆိတ်နေတယ်။ကတဲစီကိုအချိန်လေးခုချင်းကန်လိုက်။ကတဲနာကိုရှောက်တော့ ရေတခုကလှေခနဲ့အထင်းကိုတောင်းတကောင်လိုခုံဝင်သွားတယ်။တိတ်မကြောက်ဘူး။ထင်းရဆောင်တွေအရင်ဝင်ရောက်သွားတဲ့အရေးရဲ့တိုက်ခိုက်မှုကြောင့်တန်တော်မထွက်နိုင်မဲလဲကြကုန်တယ်။အဝင်တကားပွင့်လာတယ်။တကားဖွင့်ပေးသူကခုနအရေးကျန်းနေ၃ယောက်ထဲကိုဝင်လာကြတယ်။ပြီးတော့ခင်းဆောင်တွေတယောက်ပြီးတယောက်ကိုသတိမေ့သွားအောင်လှုပ်ဆောင်ပြီးကတဲ့အထဲစီဝင်ရောက်လာကြတယ်။ချုပ်ခန်းစီကဆောင်တွေကိုထပ်မံတိုက်ခိုက်တယ်။ပြီးတော့အထဲမှာဖန်ခံထားရတဲ့မောင်ဖုံးရဲ့မိသားစုကိုကဲထုတ်ကြတယ်။ ရှားရအခက်ခဲမရှိခဲ့ဘူး။အကုန်လုံးပြန်ထွက်တဲ့အထိအစဉ်ချောချောပဲ။ဒါပေမဲ့မနေ့ပြန်မနေ့မှာတော့ရမဲသိန်းတစ်မြို့လုံးကပလိတ်ကတဲကိုညာတော့ကလူလေးရဝင်ရောက်စီးနေတာမို့ရောင်းစံနေမှာအမှန်ပဲ။ကတဲရန်နေထွက်လာပြီးမင်းကောင်တို့မောင်ဖုံးရဲ့မိသားစု စကိုင်းမကသူတို့ရဲ့နှုတ်ဝက်တီးထားတဲ့ရွာသားရစီစိတ်နှုတ်ဖို့ရာ စီစဉ်ထားတဲ့အတိုင်းစစ်လက်လှုပ်ဆောင်ကြတယ်။မနေ့ဝင်းလီဝင်းလင်းမှာ မောင်ဖုံးတို့မိသားစုရမဲသိန်းမြို့ကနေရထားခီးနဲ့ထွက်ခွာနိုင်စေခဲ့တယ်။ ရထားထွက်သွားပြီးတဲ့နောက်မှာတော့မင်းကောင်တို့ရမဲတင်မျိုးပေါ်ကနေရုပ်ဖြတ်ပြီးပြန်လည်ထွက်ခွာခဲ့ကြတယ်။သူတို့မျိုးစီကထွက်ခွာလာပြီးတဲ့နောက်အာလုံယူဆထားသလိုပဲကတဲတဲကိုပေါက်ထွင်းဝင်ရောက်ပြီးတိုက်ခိုက်သွားသူကြောင့်ပလေကတမျိုးလုံးကိုတင်းနှင်းရှာဖွေစပြုတ်နေပြီ။ပရိသတ်များရှင်ဒီနေ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နောက်လာမယ့်ဇလန်းဆက်ကိုလည်းစောင့်မျှော်နားဆင်ပေးပါဦးရှင်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။